ောတယ်လို့ပေါ့နော်ဒီကိုတခုအားမပေးနဲ့မလှူသိဘူးလို့ထင်လားအဲ့လိုပြောမယ်လို့ဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလုံးလိုက်တာ။ဒါပေမဲ့ကလေးလေးပို့ရပါပို့တနာပို့ကောင်းပါလား။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။တားမိလို့ထင်ကြတာ။ဒါပေမဲ့တားမိမဟုတ်ဘူး။ဟဲ့လားနှစ်ခုလေးကဘယ်လိုကိုပို့ပြီးလှူတင်လဲ။ဒါပေမဲ့နှစ်ယောက်တလုံးလှူတင်လားဘယ်လိုထင်လဲ။ဟာသူကြီးကိုသူထိနေလို့ထင်တာ။အခုမှကျွန်တော်မေးကြည့်တော့ तू မီးရင်းမဟုတ်ဘူးလို့ပြော။ဘာသူလေးလဲ။ကျမရဲ့ချွေးမရဲ့ခန္ဓာ။ကျမချွေးမရဲ့တား။ မပြောအမသားရဲ့မိန်းမရဲ့ခလေးမဟုတ်မဟုတ်သူသူလေးမကျင်လားဒီအရင်လားဟုတ်အငားနဲ့ထိန်တာအဲ့လိုအငားနဲ့ဟုတ်ပြီလိုက်တယ်ကျမနောက်ပဲလိုက်တယ်မဟုတ်ဟုတ်ဟုတ်မမမချီမရဲ့တားကြည့်တော့မမချီမသားရဲ့ခလေးတရား၅ရောက်နဲ့မရထားခဲ့တာအဲ့ဒါတက်တက်အဲ့ဒီကဘာမမနဲ့ဘာမှမလုပ်ဘူးမမမမမဒီလိုသူပြတယ်မဟုတ်ပါဘူးအဲ ဒီအခုကလေးရဲ့အမေရသူ့သမီးချင်းဟုတ်လားဒါပေမဲ့အခုမွေးတဲ့ကလေးကသမီးရဲ့ကလေးပဲသမီးရဲ့ကလေးပဲလားချွေးမရဲ့ကလေးချွေးမကလေးဟာချွေးမကလေးသူ့သားရဲ့မိန်းမရဲ့ကလေးဒါပေမဲ့သူ့သားအခုသူ့ချွေးမကနောက်ကြမ်းဟုတ်လားကျွန်တော်မဟုတ်လားဟုတ်တယ်နော်ဒါပေမဲ့လောလောဆယ်အခုဒီပြဿနာမဖြစ်ခင်စကြမှာမထိုင်တာဟုတ်တယ်နော်ဟုတ်လားမဟုတ်ဘူးတို့ချင်းလေးတယောက်တိဖို့လို့နေမှာရဲ့အဲ့ဒါလည်းအမလည်းပွင့်လင်းယူယူသားပြောဖို့လို့ဒါသူကကြတော့ပြဿနာဖြစ်တော့အမနဲ့ပြဿနာဖြစ်တဲ့ချိန်မှာကလေးပါကလေးကိုလည်းတနာတယ်အားကြောင့်သူတို့ကမတွေ့တိအောင်လိုက်ရှာပြီးတော့ယူကြောက်လာတယ်ဟုတ်တယ်တော့ ော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးအဲတချို့ကြတော့လဲငှားလိုက်တာလားအချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်ဒုဟိုစာဝင်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောတော့သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုဒီဘွားစီးပွားရေးလေးလုပ်လို့ရအောင်ကိုကျွန်တော်တို့ဘာလေးလုပ်ပေးနိုင်မလဲအလူရှင်ရောဘာလေးလုပ်ပေးနိုင်မလဲတောက်ဦးနှစ်ဖက်လုံးစပေါ်တာပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လှိုင်းတာယာဖြစ်စဉ်နဲ့ပတ်သက်ပြီးလှိုင်းတာယာကိုရီးမှာတွားရောက်ကွင်းစင်းလေးလာတည်မှု အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဒါလည်းပြောသလိုပေါ့နော်ရေကိုတခုအာမပေးနဲ့မလှူသင့်ဘူးလို့ထင်လားအဲ့လိုပြောမယ်ဆိုဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံမိလုံရအဲ့ကိုလုံလိုက်တာ။ဒါပေမဲ့ကလေးလေးပို့ရပါပို့တနာဖို့ကောင်းပါလား။အဖွားနဲ့ဒီကလေးလေးနဲ့တားမိလို့တချို့ကထင်ကြတာ။တားမိလို့ထင်ကြတာ။ဒါပေမဲ့တားမိမဟုတ်ဘူး။ဟိုလာနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလှူတင်လဲ။ဒါပေမဲ့နှစ်ယောက်တလုံးလှူတင်လားဘယ်လိုထင်လဲ။ ။မြောက်ကလုံးလူနေလို့ထင်တာ။လူမဲ့တို့ဒါဒီမြောက်ကလုံးမှာ။ဝင်မားနေတယ်။ဝင်မားနေတာပဲနော်။အဲ့လိုလက်စားတွေလက်လာလုံးလုံးလာနေတာ။ဒါပေါ်တာပေါ့နော်ဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တော့ထင်ဒီကောင်မလေးအမေရဲ့စောက်ခမ ဟောဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါအဲ့မှာဒါကြတော့ဒီကောင်မလေးအမေရောက်ခမဆိုကိုယ့်ကိုပဲတွတ်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကြွက်လောက်တွတ်နော်ဒါဒီထဲမှာကျွန်တော်ရဲ့ရှင်းပြဒါကြွက်လောက်ကြာတော်တော်ဒုက္ခရောက်နေလို့လုံးမိလုံးရအောင်လုံးလိုက်ခါပဲဖြစ်ရမယ်ကျမတို့အခုအသက်60နဲ့6နှစ်ရှိပြီဒီလိုဟာမျိုးတစ်ခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရောအုံးခါဆိုကျွန်မမကြဘူးအခုတစ်ခါပထမဦးဆုံးမှာအဲဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သားမျိုးနယ်အဲ့တော့ကတော့ပါလေတော့ပါလေကဒီနေရာဘာလို့နေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြိလာတဲ့ကလေးလေးပေါ့နော်ဒီကလေးလေးဒီကလေးလေးရဲ့ အိမ်ပေါ့နော်ဒီကလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီသူတို့မရှိဘူးအဲဒါကတော့အခုရှင်းဒီမှာကြည့်နေတာကတော့ဒါအနိနာပဝင်းကျန်ဒါမိသားစုပေါ့နော်အဓိကတည်ချင်တာကပေါ့နော်ဟိုဒီမှာအချိန်တွေဘယ်လိုရှိလဲဒီအဖွားရဲ့အချိန်တွေကဘယ်လိုလဲနောက်ပြီးတော့ဒီကလေးလေးရဲ့မိသားစုအချိန်တွေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့လူရှင်ရောပြည်ပမှာရှိတဲ့လူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လူ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 ပါအပြင်ကနေပြီးတော့ဟိုဝေဖန်တုံးတက်ပေးကြတဲ့လူတွေရောအကုန်လုံးသိရအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါလေနော်ဟုတ်ကဲ့ဒါကလေးလေးနဲ့ဒီမှာနေတာဘယ်လောက်ကြပါလဲ ကြာပြီတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲဇွားနေပြိုင်နေပါတော့ဟုတ်ကဲ့ဆက်နေပါတို့ရဒီကလေးလေးရမိသားစုအစီအမရောဒါအခုအခုပေါ့နော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးအဲတချို့ကြတော့လဲငှားလိုက်တာလားအချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောငှားလိုက်တာတော့မဟုတ်ပါဘူး तू ကမြင်းလေးတယောက်ကိုအများအားစောက်ရှောက်ပြီးချစ်တယ်ဒီကလေးကိုဒီလိုလှုပ်လှုပ်ဆားဆိုရင်မသိပါဘူးအခုမှလိုင်းပေါ်မှာတက်လာမှကျွန်တော်တို့လည်းသိရပါပါကလေးလေးကမြဲထိန်ပေးနေတာပါဟောကလေးလေးကတော့ तू အများအားထိန်ပေးနေတာပါကြာပြီးတော့ဒါကလေးလေးကိုဟုတ်ကဲ့ပါထိန်ပေးတာအဲ့ဒီကြာအောင်ထိန်ပေးတာဟောဒီကလေးကို तू ပဲထိန်ပေးနေတာပါနော်ဟောဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရအောင် ဆွေမျိုးကဘယ်လိုလုပ်လို့မလုပ်ချင်းဒီကောင်မလေးအမေရဲ့ရောက်ခမဟောဒီကောင်မလေးအမေရဲ့ရောက်ခမဟုတ်ကဲ့ပါဟောဒီတော့ဒါကြတော့ဒီကောင်မလေးအမေရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်တော့တွက်နော်ဒါဒီကကျွန်တော်ရဲ့ရှင်းတယ်ဒါကွက်တော့ကြာအဲ့အပြတ်နာဟုတ်ကဲ့အဲ့အဲ့တော့ကျွန်တော်ရဲ့လက်ရှိဖြစ်နေတာကြတော့လေကျွန်တော်ဒီပြိုက်တသမားတွေကဒီဟိုအလှရှင်နေတဲ့ဒီပေါ့နော်တည်တည်တိုက်တဲ့လူတွေကိုချပြတဲ့နေရာမှာဘာလေးတွေဟာနေလဲဆိုဒီအဖွားနဲ့ဒီခလေးလေးနဲ့တာမီတို့တချို့ကထင်ကြတာတာမီလို့ထင်ကြတာဒါပေမဲ့တာမီမဟုတ်ဘူး အဲတချို့ကြတော့လည်းပေါ့နော်ဒီကလေးလေးရောအတူတူပါလေလို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မကဘူးပေါ့နော်ကလေးလေးနဲ့တက်တက်ကလေးလေးကိုသူကချစ်တဲ့ခင်နဲ့အတွက်အမြဲတမ်းလာလာခေါ်ယူပြီးတော့ငကိုရဲကမှဒီလိုပြက်တရာတွေမဖြစ်ခင်နေရာမှာဒါဒီကလေးကိုခေါ်ပြီးတော့ထိန်းကြောင်းလာရရှိရပေါ့နော်အဲ့တော့ဒီအဖွားတော့ဒီနားမှာတနေရာမှာနေတာဟုတ်ကဲ့အဖွားတက်တက်တနေရာမှာနေတာဒီလိုပြဿနာတွေဖြစ်တာမှအဲဒီရမိသားစုတွေလည်းဒါသိကြတာပေါ့နော်အဲ့ဒါဆိုဒီကလေးလေးရမိသားစုတွေရဲ့ဒီသူတို့ဘောနော်သူတို့ရဲ့ဒီကိုကျင့်တရားပိုင်းတွေရောဘယ်လိုလေးရှိလောက်လဲ ိုးချင်းတရားပိုင်းကတော့သူတို့အလုံးလုံးပဲတောတိုးတယ်အခုဟိုနဲ့မဲဆလီဘူးတင်ဆိုမဲဆလီဘူးတက်တယ်ဇွားထဲမှာဈေးရောက်နေ၅ရောက်နေ၅ရောက်နေအဲ့ဒါလေးပဲသူချိုးကြတော့လေချင်းခုတ်ကဲဒါလေချိုးကြတော့ခုပြောနေကြတာပေါ့နော်အလှူရှင်တွေလှူတဲ့အခါကျတော့ဘာလဲခဏလေးခိုးတဲ့လူကိုဒီလိုလှူနေမယ်ဆိုလို့ရှိရင်လူတွေမှာနိုင်ခိုးမလဲဆိုတော့အဲ့ဒီပုံမှန် ပြောပြချင်တာဒါရှိရှိပါဘူးရှိပါဘူးအဲ့လိုမှနာမည်ပြမရှိပါဘူးအခုတခါလဲဘာကြောင့်လုံးလိုက်တယ်လို့ခံမှန်းပြီလဲခင်ပြီလဲကိုစိတ်ကတော့မေးရတယ်တော်တော်ဒုက္ခရောက်နေလို့လုံးမလုံးရောလုံးလိုက်တာပဲဖြစ်ရမယ်ကျွန်တော်တို့အခုတော့ငါးရဲနဲ့ချမ်းနေစီဒီလိုမှတခါမှမကြဘူးဒီလိုဇက်ကွက်ဒီမှာအောင်းတာဆိုတော့ဒီမှမကြဘူးအခုတခါပထမဦးဆုံးမှာအဲ့လိုတယ်ပထမဦးဆုံးအဲ့လိုတယ်လေဟိုစားအဲ့လိုမလုပ်ဘူးသူနံပါတ်ပြတယ်မရှိဘာကြောင့်ဒီလိုလုံးလိုက်တယ်လို့ရှင်သူစားတယ်ပြီးလုံးတာပြောချင်တယ်ဟုတ်လားသူအိမ်မှာဟိုစိုးစိုးနဲ့ဝင်ဝင်နဲ့မမြောက်မမြောက်သူတို့ကသူအဲ့ တော်ရဲ့ရှီမာကယူထားတဲ့ယောက်ျားကနည်းနည်းငဲတယ်နောက်အိမ်အောင်ပြုတ်ထားတာနောက်အိမ်အောင်ပြုတ်ထားတော့သူကလုံကြုံလေးလောက်တာလုံကြုံလေးလောက်တဲ့အတွက်ဝင်ငွေကလုံကြုံလေးတယောက်ရဲ့လာတာ2000ဒေါ်လောက်ပဲရတယ်အဲ့လိုမျိုးဆိုတော့ဒီမှာစားဖို့ပတ်စံ2000ဆိုတော့ဘလို့မှစားမရဘူးအဲ့အတွက်ဟိုအတိုးယူမယ်ချီးမယ်ပြုတ်မယ်ပြုတ်လာတော့အတိုးကျွေးတယ်မနိုင်တဲ့ချိန်မှာသူလုံးမိလို့ရအဲ့လုတ်လိုက်တာလို့ပဲချင်းတယ်။ကိုတရတော့ကအဲ့လိုမျိုးစီသားလက်စားလည်းမရှိဘူးကွာ။အဲ့လိုမျိုးစီသားလက်စားလည်းမရှိဘူး။အခုဆိုလို့ရှိရင်ကျွန်တော်တို့လှူထားတဲ့အလူရှင်တွေရှိတယ်။အဲ့ဒီအလူရှင်တွေပြင်ကိုကျွန်တော်နောက်ထပ်လှူတဲ့အလူရှင်။ဘာလို့လဲဆိုတော့ကျွန်တော်အသေးအချောင်းအချင်းတွေမတည်သေးလို့။အဲ့လက်ရှိကြတယ်လေ။ဒီကလေးကတက်တက်ဗျာ။ဒီအဖက်ကတက်တက်။အဲ့လိုတက်တက်ဖြစ်တဲ့အခါကျတော့အခုအလူရှင်တွေကတကယ်လို့လှူခဲ့မယ်ဆိုရင် လူမဆိုဒီကလေးလေးကိုလူတင်တာလားဒီအဖွားကိုလူတင်တာလားဒါမှမဟုတ်ဟိုဘောသူများတွေပြောသလိုပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလူတင်ဘူးလို့ထင်လားအဲ့လိုပြောမယ်ဆိုဆိုတော့မထင်ပါဘူး तू ကလည်းအရန်ဒုက္ခရောက်တော့လုံးမိလုံးရအဲ့ကိုလုံးလိုက်တာဒါပေမဲ့ကလေးလေးအဖို့ရပါပူတနာဖို့ကောင်းပါလားကလေးလေးကတန်းကောင်းညို့ဖြစ်သွားတာပေါ့သူမဲ့သွင်းဒါဆွမ်းနာပြောသလိုပေါ့လူတော့လူတင်တယ်လူတင်တာပေါ့ဒါဆိုဟိုလူတင်တယ်လို့ဒါပေါ့နော်ဒီပဝင်းကျင်ကလည်းရှိတဲ့လူတွေပြောတယ်လူတင်တယ်ဆိုရင်ဒီကလေးလေးကနှစ်ခုလေးကဘယ်သူ့ကိုပို့ပြီးလူတင်လဲဒါပေါ့နော်ရောက်သလုံးလူတင်လားဘယ်လိုထင်လဲ ။ဒီအောင်တလုံးလူတင်တယ်လို့ထင်တာ။ดูแม่ดูดาดิเดียวกระโลมาชิกะมาวนมาเนี่ยมาเนี่ยตัวเองวะเนาะเออลูกละช้าดิไม่ต้องไม่ต้องมีอะไรนะครับเออไปๆเออไปๆเออไปๆဟာကလေးလေးရပါပြီကလေးလေးပါပြီအခုကလေးလေးကိုတကယ်လို့လူကျင်တဲ့အလူရှင်နေရှိရင်ရောအခုလက်ရှိအိမ်မှာမရှိဘူးတော့ ဟိုကနားလူမစရာလူလို့ရမှာပါ။ဟုတ်ပါဘူး။ဒါပါလေဆိုတော့ဟိုတနေ့တော့လာမလားဒီလိုလာပေးပါလား။ဒီကိစ္စကလည်းရှိတယ်။အဲဒီမှာလည်းရှိတယ်။အင်းနိုင်ငံရဲ့စကားပါ။ဟုတ်ကဲ့။ဟာပြေတော့ပြလာမှာ။ပြေတော့ပြလာမှာ။အလူချင်လည်းဆိုလည်းဒီလိုပဲ။လာပြီးတော့အဲဟုတ်ကဲ့ဘောနော်။အဲဟုတ်ကဲ့ပါဒါတော့တဝင်းကြီးကတော့ဘောနော်။ဒီအဖွားကဒါကျွန်တော်လည်းဒီကမသိဘူး။ဒါတဝင်းကြီးကပြောမှသိမှာလေ။တဝင်းကြီးကလည်းသူခေါင်းရဲ့ချင်းအိမ်နဲ့သူ့အမျိုးကိုကျွန်တော်ကသွားပြီးမေးမြန်းလို့မရဘူးကြ။တဝင်းကြီးမှာတော့ဒီအဖွားဘောနော်ဟိုမကောင်းတဲ့တဲ့တော့မရှိပါဘူးကြ။ဘောနော်တဲ့တဲ့ကိုကျွန်တော်ကဒီအလူချင်တွေကလူဖို့လုပ်နေတဲ့တခုတ်အားပေးနေတယ်လို့ အားပေးနေတယ်လို့ပြောကြလို့ဒါဒီတကယ်ပေါ်တော့ဒီခေါင်းသားရဲ့လက်ကိုကျွန်တော်ဒီစီးပွားရေးရပါတော့အဲဒါဘယ်လိုလဲဆိုချက်တင်နေတာဆိုရင်တော့ဒါကျွန်တော်တို့တမျိုးစဉ်းစားရမယ်ဒီဘီရလူတွေတမျိုးစဉ်းစားမယ်လူရှင်တွေလည်းစဉ်းစားရမယ်ဒါပေမဲ့တချို့ကြတော့လေတို့ရဲ့အခက်အခဲကိုပြင်မရှင်းနိုင်တဲ့အခါကျတော့ဟိုမလုပ်တယ်မလုပ်လိုက်တာတွေဟိုလုပ်ခဲ့လုပ်မိတာတွေရှိတတ်တယ်ဗျဒါတချို့ကြတော့ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့လိုင်းတရားဖြစ်စမှာစိုင်းပိုင်းရှင်နဲ့ဝန်ထမ်းအချို့ကိုရက်တက်ဖွဲ့ကဖမ်းဆီး ပစ္စည်းခိုရဲဆိုပြီးတာအမီနှစ်ယောက်အားနှိပ်စက်ခဲ့တဲ့လှိုင်းသားရအရှိပိုင်းမျိုးနဲ့ငားရက်ွက်ဗိုလ်ချုပ်လမ်းမပေါ်ကတွေ့ရသူအထက်ဆိုင်ပိုင်ရှင်နဲ့ဗီဒီယိုရိုက်တင်ခဲ့တဲ့ဝန်ထမ်းကိုအော်တိုဘာ21ရက်နေ့လယ်မှာစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ခံတွေစီကသိရပါဗျ။ အော်တိုဘား20ရက်ကတွေ့တာသူဆိုင်မှာစတီးစလုံးလုံး20ခိုးရဆိုပြီးအမျိုးသမီးနဲ့ကလေးငယ်အားရိုက်နှက်ကတက်တိုင်မှာကျိုးတုပ်ထားတဲ့ဗီဒီယိုလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပြီးနောက်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှာဆိုတဲ့အတွက်စစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တာလို့မျိုးခန့်တယောက်ကပြောပါတယ်။အဲမျိုးသမီးကဗီဒီယိုတွေဖြတ်ပြီး TikTok အကောင့်မှာချိန်လိုက်တာဒါပေမဲ့မရဘူးရက်ွက်မှာ အော်အော်တောင်းတင်းဖြစ်နေပြီးရဲတွေကဝင်ဖန်းတာဝန်ထမ်းတွေရောပါတယ်ခိုးယူသူကိုဥပဒေအရရက်ွက်ရဲစခန်းနဲ့ချိတ်ဆက်ကအရေးယူရမယ့်ကိစ္စကိုမိမိသဘောဆန္ဒနဲ့ရိုက်နှက်နှိပ်စက်ပြီးလူမှုကွန်ရက်မှာတင်ခဲ့တဲ့အတွက်ဆိုင်ရှင်တဲ့ဝန်ထမ်းကိုပရာဟိတအဖွဲ့အစည်းတွေကကလေးတငယ်ဥပဒေနဲ့အမှုဖွင့်ဖို့စီစီနေတယ်လို့အုပ်ချုပ်ရေးနဲ့နှိဆက်သူတယောက်ကပြောပါတယ် ရဲစခန်းကလည်းသူ့ကိုအေးအေးယူဖို့စစ်ဆေးနေတယ်လို့ပရာဟိတအဖွဲ့အစည်းတွေကလည်းကလေးသူအခွင့်အရေးများဆိုင်ရာဥပဒေနဲ့အမှုဖွင့်ဖို့စီစဉ်နေတဲ့လက်ရှိအခြေအနေကစစ်ဆေးနေတော့မှလက်တလုံးမှာပြစ်မှုကျူးလွန်သူမနော်ဝါဝါလိုင်းနဲ့ဝန်ထမ်းအချို့ကိုလှိုင်းသားရအရှိပိုင်းမြို့နယ်ရဲစခန်းကစစ်ဆေးနေတယ်လို့သိရပါတယ်။ဥမာစားကြမရှိဘူးငါ့ပြီးကျွန်တော်တို့ခက်ခဲပြင်ကျွန်တော်လူစားလို့ရတယ်။ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်။ နော်ကျွန်တော်တို့တိုက်တဲ့အလုပ်လုပ်စားလို့ရတယ်။တကြီးရဲကိုတချို့မှာကဘာဖြစ်လဲဆိုတော့တို့မှာတကယ်စားရမရှိဘူး။တို့လူစားနိုင်တဲ့အင်အားမရှိဘူး။ကျွန်တော်တို့တို့ထမ်းစားနိုင်တဲ့ယံမီပိုးစားနိုင်တဲ့အင်အားမရှိဘူး။နော်တို့မှာဟိုဘောနော်ပတ်စံဝင်တဲ့ဝင်ပေါက်ကအရန်နေပါတယ်ပေါ့။အဲ့တော့တို့ဘောနော်တို့နဲ့အဟိုဘောနော်ဖြစ်နိုင်လောက်တဲ့ဟာလေးတွေတို့ခင်ဗျာဒါလုပ်စားရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့ဒါကြောင့်တကယ်လို့ဒါဟိုဘောနော်ဒီခိုးစားတဲ့လုပ်ကိုစီးပွားရေးအနေနဲ့တပ်မဝင်ကြောင်းအနေနဲ့လုပ်နေတာဆိုရင်ကျွန်တော်လည်းလက်မခံဘူး။ကျွန်တော်လည်းဒီဟာကိုဟိုဒီအလှူကိုကျွန်တော်လည်းလက်ခံချင်မှာမဟုတ်ဘူး။အဲဒါမဲ့ဟိုအခုဟိုဘောနော်အခက်မတင်လို့တကယ်ပေါ့နော် ဟိုဒုက္ခရောက်နေတဲ့အချိန်မှာသူကြံပြီးကြံရကြံတယ်လို့လည်းဒီပတ်ဝန်းကျင်ကနေပြီးတော့ဖြတ်ပြီးတာပေါ့နော်အဲသူဟိုနောက်ကြတော့နောက်မှလည်းဒီအသားရဲ့ပုံတွေတက်လာပြီးတော့လည်းဒီချိန်မှာလည်းအရင်ကခိုးလာပြီးတယ်ဒီချိန်မှာလည်းခိုးလာပြီးတယ်ဆိုတာလည်းကျွန်တော်တက်လာတာမတွေ့သေးဘူးပြအဘလို့ပဲဆိုရှင်မှာတော့ကိုတို့ကြားလိုက်ဒီဘလူးကဘယ်မှာဘယ်မှာကျုပ်ဘူးလဲဆိုတာကျွန်တော်ဒီမှာအမြဲတမ်းတက်တယ်လေဟုတ်ကဲ့အခုကတော့အဲ့ဒါမတက်သေးတဲ့အတွက်ဟုတ်ကဲ့ကျွန်တော်ဒီလိုလူသားတဲ့အလူရှင်တွေလည်းအဲလက်ရှိတို့လို့ရှိလို့ရှိရင်ကျွန်တော်လူသားတဲ့အလူရှင်တချို့လည်းရှိတယ်အခုကိုစောတင်ထိုးတို့ကိုဝနာကြီးတို့အပြင်ကိုနောက်ဥပဒီမော်လမြိုင်ကဟိုကိုဆွေတို့ဘာလို့လဲလူသားသေးတယ်အဲအဲ့လိုလူတွေလူသားတဲ့လူတွေကိုကျွန်တော်ဒီကနေ့တခါလေးပြောချင်တာက အဲကျွန်တော်တို့ဒီခလေးနဲ့အဖွားကိုကျွန်တော်ဘယ်မှလူဖို့စီတယ်မရှိဘူးလူဖို့စီတယ်မရှိဘူးဒီခလေးလူဝေလေးတို့တော့ကျွန်တော်အာဒီခလေးနဲ့အဖွားကိုဟိုရည်ရွယ်ပြီးတော့ကျွန်တော်လူပေးမယ်ဒါပေမဲ့လက်ရှိချိန်မှာတော့အဖွားကလည်းမရှိသေးဘူးခလေးကလည်းမရှိသေးဘူးနော်အဲ့တော့ကျွန်တော်တို့လာပြီးတူမယ်ဆိုရင်ဒီနေ့လာလို့ရတယ်ဒီမှာဖုန်းနံပါတ်ဖုန်းနံပါတ်ပေးလိုက်လေဘုဖုန်းနံပါတ်ရှိတယ်ညနေလားညနေလားညနေလားဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိလို့ရှိရင်အဲဒါအခုကျွန်တော်ဒီဗီဒီယိုတင်တဲ့အချိန်မှာလေဒါကျွန်တော်လူသားရလူရှင်နေနဲ့ဟိုဟာဒါကိုပြောနိုင်တယ်ပေါ့နော်တချို့ကျတော့ဟာငါတို့ကဒီပုံစံနဲ့မလူချင်တော့ဆိုရရတယ်ကျွန်တော်ကိုပြန်ပြီးတော့ဆက်သွယ်ပြပါကျွန်တော်လူသားရလူဝင်လို့ကျွန်တော်ပြန်လာမယ်ရတယ်ငါတို့ကဒီလိုပုံစံလူချင်တယ်ဆိုလို့ရှိရင်လေကျွန်တော်လက်ခံပြီးတော့ကျွန်တော်လူဝေးသားပါမယ်ကျွန်တော်ဒီရောက်ပြီးသားလူဝင်ကိုပြောတာပါနော်ရတယ်လူဝင်တွေရှိလို့ရှိလို့ရှိရင်လေဟိုဒီပုံစံကိုအခုကျွန်တော်တို့ဖြစ်ပြနေတဲ့ဟာကိုမြင်ပြီးပြီဆိုတော့ဒါကကိုဟိုစေစားသုံးတက်ပြီးတော့ဒါလူချင်လဲလူနိုင်ပါတယ်ဟိုမလူချင်ဘူးဒါငါတို့မကြိုက်ဘူးဆိုလဲဟိုက အချိန်ကြီးဝင်နေဖြစ်လို့ရတာပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးပါညလူတွေကလည်းကျေးဇူးတင်ပါတယ်ကျေးဇူးပါအေးနော်ကိုကိုကြီးအောင်အများအားဖုန်းကမှာခွန်လိုက်တာလေကျွန်တော်ကမားမှာကြောက်ပါတယ်မားမှာကြောက်ပါတယ်ဟောကိုကိုကြီးအတိတ်တိတ်ကြကြလောက်တာလေစာချမလို့ကိုကိုပင်စင်တက်ပြီးပြတာပေါ့ဟိုဘာပုံစံနဲ့လုံးလို့မရအောင်ကျွန်တော်ကတော့ကျွန်တော်ကကျွန်တော်ကမားမှာမားမှာကြောက်မဝင်လိုက်ဘူးသူရပါစံသူတို့လည်းသူတို့မှလည်းပြည်တွင်းရောပြည်ပလူတွေရောဒီဘက်မှာလှုပ်တဲ့လူတွေကြာပြီးတော့ကျုံလို့လောက်ပါအဲ့ဒီကရတဲ့ပတ်သက်လေးတွေသူကလှုပ်ပေးရမြန်မာနိုင်ငံမှာရှိတဲ့လူတွေဆိုလည်းသူတို့ပတ်သက်ရှားဖို့ရတာသိတဲ့အတိုင်းလေအဲ့လိုခက်ခဲတဲ့အခါကျတော့သူတို့ကကိုယ်လွယ်လေးတကူလှူလိုက်ပြင်မဲ့ဆိုညာလေကိုက အမေအမေတော့ရော့ရော့ပေးလိုက်လို့မရပေးလိုက်လို့ရအမလည်းကျွန်တော်ပဲလူတော့မယ်အမမှဘေးရလူပေးလိုက်မှာပေါ့ကိုကျေးဇူးတော်တင်အဲ့တော့ကိုကတကယ်ဒုက္ခရောက်လာတကယ်အဆင်မပြေတာလားအခုဒီဘွားတကယ်တော့ဟိုစာဝင်နေအဆင်မပြေတကယ်ဒုက္ခရောက်လို့ဟိုဘောနော်သူ့ကိုမှတ်ချက်ပေးတာများတယ်ဆိုတော့ဒီဘွားစီးပွားရေးလေးလုပ်လို့ရအောင် โอ้ฉันเอาลูกไปลูกพี่นายมาเลยลูกชิ้นนี้ไปลูกพี่นายเลยเจ้าอุ้นนะแบ่ลูกสาวดาวันที่บ้านเลยเจ้าขายอย่างเงี้ยผู้บ้านอะไรเจ้าขายเนี่ยฉันแล้วเงี้ยต้องนน้องอ่ะผู้บ้านเงินสิ้นดาวันดาวันทำไม่ไปสั่งงาตุ้ดูงาต้องมานจะไงนไงเด้อมันจะตามฉันตามหาที่ถูกหันเจนดินดีดองดีเดียมาเนี่ยจะจะงงไม่หนำมันเนี่ยตุ้ดูเองถึงตัวคนที่เดือดไม่งั้นเราเจเลยตัวเรารูหลานมาเลยจ้ะเนาะเอาดูเล่นด้วยเนี่ย ဒါကိုလည်းကြည့်ပါရစေ။ရစ်တင်ပါရယ်။ကိုကိုကြီးလာတဲ့ဆိုတရွာလုံးကလာကျိုးဆိုတာ။တရွာလုံးကလာကျိုးဆိုတာ။တရွာလုံးကကျိုးဆိုတာနော်။ကိုကိုကြီးလာတဲ့ဆိုသမီးကမသားလာဘူးကျွန်တော်။မာတလေးကကြည့်ကြည့်ပေါ့ပါခေါင်းနဲ့အပြည့်ပြည့်တက်ပါလား။အင်း။မာအပြည့်လာတာကိုကိုကြီးလာတယ်ဆိုရဲဆိုတော့ကျွန်တော်ကတော့ရပြောတော့သိ။ဟုတ်ပါလားမလေးကိုလည်းပြောပါဦး။အနာကိုရပြောတာလေ။အနာဒီပရိသတ်ကျိုးတော့ရောက်ပါလား။ကျွန်တော်ပြန်ခေါ်လိုက်။ပြန်ခေါ်လိုက်တော့မယ်ဟုတ်လား။ပရိသတ်အန်ရရောက်ပါတယ်ကျွန်တော်။ပရိသတ်အန်ရရောက်ပါပြီ။ကျွန်တော်တော့တစ်ချက်ကြည့်တာရော။ ရတယ်ဘာကြိုးလို့ရောင်းစားလို့ဒီလိုများပါမှလည်းကျွန်တော်ကစားဖို့ငါကတိုင်းသားကိုဆိုအိမ်ကလေးတက်တက်ရစားအပါပေးတယ်ဟာအင်းဘယ်လိုပေါင်းရတာဘယ်လိုလဲဟာသူကတက်တာလိုက်တယ်ချိန်အောင်လေးရတာအေးလိုက်တော့အတော်မကောင်းအေးလိုက်ရတယ်အေးကိုကစာမရက်တဲ့ဘူးလေစာမရက်တော့အတဲလေးနဲ့ပေးလိုက်ဒါကဒီကဒါပဲကြီးနေမယ်လို့လားကိုကိုကြီးကမှန်ကန်တဲ့ဘက်မှာတော့ပထမဦးဆုံးပဲလေကျန်နိုင်မယ်ဆိုကလေးကိုကိုကြီးကတော့လိုက်ပြီးတော့အဲ့လိုပလိုက်တာလေးလို့ဝေသားရပါလားဝေသားရပါလားခါလေးကိုကလေးကနီးနီး ดงนะดูเอจ้าปุายปไ๋ยแบบย่อมยาวนะครับก้าวเกี่ยวได้แต่จุดเกี่ยวได้เ้าวเฮ้ยสีเลยเลยฮันนี่ฮันนี่ไปจุ๋ยไปละครับนี่เนา่ยฮันนี่ช่วยเปลี่ยนเนี่ยละ